ဖားနေရတာဖားလောက်ထိုင်တူတမီလောက်อ่ะအွယ်ရလဲတူတမီရွယ်ဖြစ်နေတကယ်အဖေတယောက်လိုတော့ခံစားလိုက်ရတယ်။အာဒုက္ခပဲ။ငါတောင်းနေ။ငငယ်ကြီးရှိတယ်။တကယ်တော့သူကမျက်မှန်မှာတက်လိုက်တော့တော့ကပပားနဲ့တော့တူပါ။အာဒုက္ခပဲ။ပရိသတ်တွေကကွန်မန့်ကိုပဲကြီးကြီးလိုက်ရင်သိပါတယ်။ဒါပေမဲ့ကျွန်တော်လည်းကိုညမဆိုတော့လေအော်တနာပါတယ်မဟုတ်ပါဘူး။ ဲ့လိုလည်းမဟုတ်ပါဘူးပဲပြန်ဖြည့်ရှင်းပေးထားရတာပေါ့တတိယတူပြောရင်ဟာပဲကစ်လိုက်မယ်ချက်တော့နားတော့ဟိုတိတတောင်ဆိုပါ ဒီနေ့ခန်းသားလေးကတော့ဒါကျွန်တော်တို့ channel 7ရဲ့ပြီးတော့ for you cinema application တို့မှာဒါအဓိကတော့ကျွန်တော် for you မှာရိုက်ထားတဲ့ဒါဇလန်းတွဲလေးတွေနဲ့ဒါပူပေါင်းတင်ဆက်ပြသမဲ့ဒါမိတ်ဆက်ပွဲခန်းသားလေးပဲဖြစ်ပါတယ်။အရင်ကောင်းတဲ့ project လေးတစ်ခုဖြစ်ပါတယ်ဟုတ်ဟုတ်တာဘုကောင်းမြန်ဆန်ပြောသွားသလိုပဲဒါ channel 7နဲ့ for you နဲ့ပေါင်းပြီးတော့ ဒါဇလန်းတွဲတွေကိုပြည်သက်တီစီကိုတင်ဆက်သွားမယ်အခမ်းအနားလေးပဲဖြစ်ပါတယ်အအခုလောလောဆယ်တော့ဒါဒီမှာကိုကောင်းမြတ်ဆန်တဲ့တူတူဇလန်းတွဲရိုက်ထားတာလေးရောရှိပါတယ်ဟုတ်နောက်ထပ်လဲဟုတ်အစိတ်တင်ဝိုင်းစိတ်တင်ဝိုင်းဆိုပြီးတော့ရိုက်ထားတာဟုတ်ကဲ့ဟုတ်တာဖာတာဖာနေရတာဖာလောက်ထားတူတမီလောက်ဟာအရွယ်ရလဲတူတမီရွယ်ဖြစ်နေတယ်ဟုတ်လို့ဘတ်တရလေးရှိတယ် မတရားတော့လေဟိုကျွန်တော်အစအထင်ထားတာဟိုမောင်နှမကိုနော်မောင်နှမကိုငါဟိုအွန်စင်းမော်ရောက်လို့ရှင် action လို့ခေါ်လို့ရှင်ငါတို့ရည်ကျင်ပါဗောနော်ဟိုဒယ်ဒီတို့သမီးတို့ခေါ်ရတာဆိုတော့ဒါပေမဲ့ရိုက်တော့လဲမူးဝင်ပြီးတော့ဟိုအကုန်လုံးကအဆင်ပြေချောချောမွေ့မွေ့နဲ့နှစ်ယောက်စလုံးကဟိုပြိုင်သေးတာမောင်နှမဆိုပေမဲ့လေငါအိုက်တင်ပိုကောင်းတယ်သူ့အိုက်တင်ပိုကောင်းတယ်တပြောင်းတည်းတော့တတ်သေးရအဲ့လိုမျိုးဆိုတော့ ဟိုတကယ်ကိုဒါအစိတ်အသင်ဝိုင်းကိုဒါအခုချူလီကားပြီးလို့ရှိရင်ကျွန်တော်တို့ကာတက်မယ်လို့လည်းအကြမ်းမြင့်သိထားရတယ်ပေါ့နော်ဆိုတော့အဲ့ကြလို့ရှိရင်လည်းပြိသက်တွေနဲ့ထပ်တူကျွန်တော်တို့ကြည့်ကြင်ပါသေးတယ်အမတ်တရအနေနဲ့ကတော့အဲသူတက်စီကတက်တာတာပေါ့နော်ကျွန်တော်နဲ့ပဲလိုက်လိုက်ပြီးလိုက်လိုက်ပြန်လာဆိုတော့ဟုတ်လားဟုတ်လို့လားဟုတ်ဘူးလားဟုတ်ပါဟုတ်ပါဘူးလေပြောပါဦးကျွန်တော် မဟုတ်ဒါအဲ့တော့တကယ်အဖေတယောက်လို့တော့ခံစားလိုက်ရတယ်အာဒုက္ခပဲငါတောင်းတယ်ငငယ်လေးရှိတယ်တကယ်တော့သူကမျက်မှန်မှာတက်လိုက်တော့တော့ကပပားနဲ့အောင်တူပါအာဒုက္ခပဲကျွန်တော်ကတော့မပြိုင်ပါဘူး तू ကလိုက်ပြိုင်တယ်ထင်တယ်ပြိုင်ပါအောင်ပြိုင်ရှာလည်းမလို့တိတိတတကြီးกว่าတယ်လိုက်တာလည်းအဲဒီမှာဆိုရင်ဘယ်လိုလေးကြီးကြားလဲပြန်မလို့ဘာမှမစောနေဘူးဒါတော့ အားလုံးလည်းတည်ပြီးသားဖြစ်မှာပါကျွန်တော်ပြောရင်ကျွန်တော်အနိုင်ကျင့်နေဖြစ်မှာပေါ့အဲ့လိုပဲပြောတာအနိုင်ပရိသတ်တွေကကွန်မန့်ကိုပဲကြီးကြီးလိုက်သိပါတယ်။ဒါပေမဲ့ကျွန်တော်လည်းကိုညမဆိုတော့လေ။အော်အနာပါတယ်မဟုတ်ပါဘူး။အဲ့လိုလည်းမဟုတ်ပါဘူးပဲပြန်ဖြေရှင်းပေးထားရတာပေါ့။ရပါတယ်။အသက်ကြီးရဲ့သူပြောရင်အိဟာပဲ။ကစ်လိုက်မယ်။နားထောင်ပါ။အနိုင်ကျင့်ချင်တာ။ဟိုတိတတောင်ဆိုပါ။